Hello အားလုံးပဲမင်္ဂလာပါဖိုးဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညကစားမဲ့ Champions League ပွဲတွေထဲမှာ Barcelona က Olympia Coast နဲ့ရှင်ပြိုင်ကစားရပါမယ် Barcelona အနေနဲ့သူတို့ကအိမ်ကွင်းမှာ Champions League ပွဲစဉ်နှစ်တုံးကတော့ PSG ကိုကျွန်တော်ရှုံးနေထားတယ် Olympia Coast ကလည်းပဲ Arsenal ကွင်းကိုသွားကစားရင်းနဲ့ဒူးစီးဆိုတဲ့ရလနဲ့သူတို့ရှုံးနေထားခဲ့တယ်ပေါ့နော်ဆိုတော့ Barcelona အတွက်နိုင်ပွဲတွေပြန်ယူဖို့ကြိုးပမ်းမယ်ပွဲပါ Olympia Coast ကတော့လက်ရှိသူတို့အနေနဲ့ Barcelona ကိုအဝေးကွင်းမှာဒုက္ခပေးနိုင်စွမ်း အများကြီးရှိနေတယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်။အိုလံပီယာကိုစနေနဲ့လက်ရှိချန်ပီယံစ်လိပွဲတင်ရှေ့မှာနှစ်ပွဲကစားပြီးတဲ့အနေအထားမှာသူတို့တပွဲမှအနိုင်မရသေးဘူး။တပွဲတည်းတပွဲရှုံးရထားပြီးတော့တိုက်စစ်ကနှစ်နော်တိုက်စစ်ကကျွန်တော်တို့နေတိုက်စစ်ကတကူးမှမရသေးဘူး။တိုက်စစ်ကတကူးမှမရသေးဘူး။ခံစစ်ကနှစ်ကူးပြီးထားရတယ်ပေါ့နော်။အဲဒါအပြင်ဘာစီလိုနာကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင်တော့ဘာစီကနှစ်ပွဲကစားထားတဲ့နေရာမှာနျူကာဆယ်ကိုအဝေးကွင်းမှာနိုင်ထားပြီးတော့အိမ်ကွင်းမှာဘာဒီ PSG ကိုရှုံးထားတယ်။ဆိုတော့တပွဲနိုင်တပွဲရှုံးရတာပြီးတော့တိုက်စစ်က၃ကူးရတာတယ်။ ခန်းစစ်ကတုံးခုပြန်ပြီးထားရတယ်ပေါ့ဆိုတော့ဒါကြောင့်ဒီပွဲကဘာစီလိုနာအတွက်တော့တကယ်ကိုအချိန်ကြီးကောင်းဖို့ပြန်ကျူးပန်းရမယ်ပွဲပါနီးပြပြတဲ့ဟန်စီဖလစ်နဲ့ပတ်သက်ပြီးတော့လေဒီနောက်ပိုင်းပွဲစဉ်တွေမှာဘာစီကရလက်တီကကျွန်တော်တို့သာဟုံဟုံတောက်မနေတော့ဘူးဆိုတဲ့ခါကျတော့ဗောနော်သူရဲ့ high defensive line ကိုပြင်ဆင်မှုရှိသလားဗောသူရဲ့ system ကိုပြင်ဆင်မှုရှိသလားဒါတွေနဲ့ပတ်သက်ပြီးတော့မေးထားတဲ့အရာတွေကိုလည်း သူ့အနေနဲ့လုံးဝပြင်ဆင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းဒီမှာသူပြောထားတယ်အဲ့ဒီတော့တူညီတဲ့ဘာစီလိုနာကိုပဲကျွန်တော်ဆက်တွေ့ရအောင်မယ်ကျွန်တော်ဘာစီမှာ injury ပြဿနာကြုံနေရတဲ့ကစားသမားတွေကျွန်တော်ရှိပါတယ်တိုးတော်လည်းပဲအိမ်ကွင်းမှာကျင်းပမှာဖြစ်တယ်အိမ်ကွင်းမှာလက်ခံကစားမှာဖြစ်တယ်ဆိုတော့ဘာစီအတွက်ဒီပွဲကတော့နိုင်ပွဲရအောင်စွန်းဆောင်ဖို့လိုတဲ့ပွဲလို့ကျွန်တော်ထင်တယ်ဘာစီလိုနာရဲ့လက်ရှိကစားပုံအနေနဲ့ဆိုလို့ရှိရင်လည်းပဲအိုလံပီယာကိုအတွက်ကျွန်တော်ကတော့ နှစ်ကို၃ကိုလောက်ထိကိုပြေးရလေဦးမလို့ကျွန်တော်ထင်တယ်။ဘာစီနီနဲ့တကယ်ပြန်ပြီးတော့ပေါက်ကွဲပြနိုင်မှုလိုပါတယ်။ဘာစီနီနဲ့အမှတ်ပြည့်ပြန်ပြီးတော့ယူနိုင်ဖို့ကျွန်တော်လိုတယ်။အိုလံပီယာကော့စ်ကတော့သူတို့အတွက်မျှော်လင့်ချက်ကအများကြီးမရှိဘူး။နောက်ဆိုတော့ဝေးဝင်းမှာဂူမြန်မြန်မပြေးရဖို့သူတို့လိုတယ်။ဒါအပြင်ကျွန်တော်တက်နေတဲ့များအမှတ်ခွဲယူတာမျိုးကျွန်တော်တို့လောက်ရမှာပဲ။အမြင့်ဆုံးမျှော်လင့်လို့ရတာဒါပဲ။ဘာစီအိမ်ဝင်းမှာတော့အနိုင်ရဖို့တော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်။ဘာစီကဟိုတနေ့ကလည်းသူတို့ကစားကြတဲ့ပွဲမှာအာရီဟိုရဲ့နောက်ကျဂူးနဲ့တင်သူတို့အနိုင်ရသွားပြီးတော့ဗောနော်အချိန်ကြီးကောင်းခဲ့တာ ဆိုတော့ဘာစီနေနဲ့ပို့ပြီးတော့ကောင်းအောင်လုပ်ပြနိုင်မှကျွန်တော်ရပါမယ်ဆိုတော့ဘာစီကွင်းမှာတော့ကျွန်တော်ကတော့ထပ်ပြီးတော့ဒါနိုင်ဝဲပြင်ပြီးတော့ယူနိုင်လိမ့်မယ်လို့ယူဆတယ်ပေါ့နော်အနောက်ထပ်ပွဲကကျတို့ဒါနယူကာဆင်နဲ့ဘင်ဖီကာတို့ကစားမယ့်ပွဲပါပြီးခဲ့တဲ့ပွဲစဉ်နှစ်မှာတော့ဒီနယူကာဆယ်ရဲ့ဘက်ကကျတို့ဒါယူနီယံစိန့်ကိုအဝေးကွင်းသွားကစားရတယ်ပေါ့နော်ဘေဂျီယံမှာလီဂိုကွန်မရှင်နဲ့ကျတို့ဒါအနိုင်ရရှိခဲ့တဲ့အသင်းမှာနော်လီဂိုကွန်မရှင်နဲ့ကျတို့ဒါအနိုင်ရတယ်ဘင်ဖီကာကတော့ချယ်လ်စီကိုအဝေးကွင်းမှာ1-0နဲ့ကျွန်တော်ရှုံးတယ်အဲ့တော့ဒီပွဲက ဟိုနှစ်သိန်းစလုံးအတွက်လည်းမနိုင်ပြောရင်တော့ဟိုပုံသေးအဲ့လောက်ကြည့်တော့ဗောနော်ခြားနားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဂျိုဆင်းမော်ရီယိုအနေနဲ့ Chelsea ကိုလာကစားအပြီးမှာနောက်ထပ်အင်္ဂလန်ကိုထပ်ပြီးတော့ရောက်တာပင်မီကာနီးပြားတယောက်အနေနဲ့ဆိုတော့ Newcastle ကိုကျွန်တော်တို့သွားကစားတဲ့အနေထားမျိုးမှာမလွဲပါဘူး Castle အိမ်ဝင်းဆိုလို့ရှိရင်ကိုတော်ဆိုးပါသေးတယ် Castle က Champions League ပွဲဒီမှာသူတို့အိမ်ဝင်းဆိုလို့ရှိရင်တော်တော်ကိုစွာတဲ့တယ်မှာပါတယ်လို့ကျွန်တော်ပြောလို့ရတယ်။ Barcelona တို့တောင်မှမနေကစားခဲ့ရတာဗောနော်။ဆိုတော့ဟိုမင်မီကာအနေနဲ့ တော်တော်လေးကိုခင်းရင်ပါလိမ့်မယ်လုတ်ပြနိုင်မှုကဒါအပြင်ဘီဘီကာကလက်ရှိ Champions League မှာဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပွဲကစားပြီးသွားပြီတပွဲမှန်သူတို့မနိုင်သေးဘူးလို့တပွဲမှန်လည်းတည်ရကြမထားသေးဘူးနှစ်ပွဲရှုံနေထားတယ်တိုက်ဆက်က2ကူရပြီးတော့ခန်းစစ်က4ကူပြန်ပြီးထားရပါတယ်ဒါဟာအဆင်မပြေဘူးလို့ကျွန်တော်ပြောရမှာပေါ့နော်တူတူလည်းပဲမော်ရီညိုရဲ့လက်အောက်မှာသူတို့ပြည်တွင်းမှာတော့အဆင်ပြေသလိုလေးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ဒါပေမဲ့လို့ချန်ပီယံစ်လိဂ်ဖြစ်ညူကာဆယ်ရဲ့ကွင်းမှာလာကစားတဲ့အခါမှာအဆင်ပြေနိုင်မှုကတော်တော်ခေးရင်ပါတယ်။အဲရောက်ကာဆယ်နေနဲ့ အဲ့ဒီဟောက်ရဲ့အတင်ကတော့ပြီးခဲ့တဲ့ဒါချန်ပီးမြားလေးမှာဆိုလို့ရှိရင်လည်းပဲသူတို့တွေ Brighton Brighton ကိုနှစ်ကိုးတကိုးဆိုတဲ့ကြတဲ့နဲ့သူတို့ရှုံးနေကြတယ်။အချင်းကြီးမကောင်းပါဘူးเนาะအဲ့တော့ဒီပွဲအိမ်ဝင်းမှာပြန်ပြီးတော့နိုင်ပွဲယူပြဖို့လိုတယ်။ညူကာဇယ်ထက်ပြီးတော့နိုင်ဝေးတော့ကျိုးပန်းမဲ့ပွဲမျိုးပါနော်။ကာဇယ်ဘက်ကပဲနိုင်ဝေးရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုနောက်ထပ်တစ်ပွဲကတော့ကျွန်တော်သာ Union Saint နဲ့ Inter Milan တို့ကျွန်တော်ကစားကြမယ်ပွဲပါ။ဟိုပြီးခဲ့တဲ့ပွဲမှာတော့ Union Saint ကတော့ဒါ၄ခုပြည့်နေတဲ့သူတို့ရှုံးနေထားပြီးတော့ Inter Milan ကတော့ဗောနော်ကျွန်တော်သာ3-0ဆိုတဲ့ရတဲ့နဲ့ ဆလဗီယာဖာရာကိုကျွန်တော်တို့ကနိုင်ထားတယ်ဆိုတော့ဒီပွဲကဘယ်ဂျီယံပြည်မှာသွားကစားမှာပါဒါပေမဲ့လည်းလို့လက်ရှိမှာအင်တာမီလန်ကတော်တော်ကိုအချိန်ကြီးကောင်းနေပါတယ်ချန်ပီယံစ်လိမှာနှစ်ပွဲကစားထားတဲ့နေရာမှာနှစ်ပွဲစလုံးနိုင်ထားပြီးတော့တိုက်စစ်က၅ခုရတာတယ်ခန်စစ်ကတကူးမှမပြရသေးတော့ချန်ပီယံစ်လိမှာဒါတော်တော်ကောင်းတဲ့ခန်စစ်ပါတော်တော်ကောင်းတဲ့ခံစေပါနော်ဆိုတော့ယူနီယံစိန်ကတော့ဗျာသူတို့အိမ်ဝင်းမှာတောင်းမှာပေါ့နော်ဒီ ညူကာဆယ်ကိုသူတို့လေးခုပြက်ဒီပါးတွေရှုံထားတာဆိုတဲ့ခါကျတော့အချင်းကြီးကမကောင်းဘူး။ဒါအပြင်သူတို့အိမ်ဝင်ဖြစ်ပေမဲ့လည်းလို့ပေါ့နော်။အင်တာမီလန်ရဲ့ကျွန်တော်ဒီခန်းစစ်ကိုသူတို့ဖြိုးနိုင်ပါမလား။တော်တော်လေးကိုမလွှဲတာပါ။ကျွန်တော်ကတော့အင်တာတို့ဘာလို့ရဲ့ဘက်ကနိုင်ပွဲရသွားလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။တိုးတော်လေးပဲသူတို့အနေနဲ့ဂိုးပြက်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဒီပွဲမှာ။ဒီရှေ့ပွဲမှာတော့ပေါ့နော်သူတို့ကသုံးခုပြက်ဒီပါးတွေအိမ်ဝင်မှာနိုင်ထားတာ။ဒါအပြင်အင်တာကအဝေးခွင့်မှာလည်း Champions League ဆိုလို့ရှိရင် ဂူရီပါရီအများကြီးပြတ်တဲ့တဲမှာပါတယ်လို့တော့ကျွန်တော်မထင်ဘူး။အဲဒါဒီဘက်မှာတော့အင်တာမီလန်တင်နေတဲ့အဝေးကွန်းမှာရလက်ချင်းချင်းနဲ့ပဲဆက်ပြီးတော့နိုင်ယူသွားနိုင်ပြီးတော့ကိုမဲ့အပြစ်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီတစ်ပတ် Champions League ကတော့ကျွန်တော်အတင်းကြီးတွေကြီးပဲပို့ပြီးတော့အချိန်ကြီးကောင်းမဲ့နေသားမျိုးလို့ကျွန်တော်ပြောရမလို့ဖြစ်နေပြီ။ညီကတို့ရောဘလို့မြင်ကြလဲ။ဒီဘက်မှာဘလို့ရတဲ့လေးထွက်ပေါ်လာမယ်ထင်ကြပါလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။